ော့မိုးပြဲတော့မိုးပြဲကလည်းတိုက်ပွဲတွေတော်တော်ကြီးကိုပြင်းထန်နေတယ်။မိုးပြဲမျိုးကရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ဒီကရယာပြည်နယ်အဆက်အဆက်မှာရှိတဲ့မြို့အများကြီးကျွန်တော်ရှမ်းတောင်နဲ့ကရယာပြည်နယ်ဝင်ပေါင်းမြို့စေးရအေးပါတယ်စေးရအေးပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လောက်ထိအေးပါလဲဆိုရင်နေပြည်တော်ထိပါအေးပါတယ်စေးရစေးရရန်ကုန်အေးပါတယ်အဲ့တော့လက်ရှိဒီမိုးပြဲမှာကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်မိုးပြဲမျိုးကိုစစ်သွေးကြွတွေက2023ခုနှစ်နိုဝင်ဘာလမှာမိုးပြဲမျိုးကိုထိန်းချုပ်ထားတယ် တော်တော်လည်းပဲဒီမိုးပြွတ်အနီးမှာရှိတဲ့ဒီခမရ၄နိမ့်နေပေါ်တော့တို့ထိန်းချုပ်နိုင်ရင်မရှိဘူးအဲ့တော့ဒီမိုးပြွတ်အခြေအနေနဲ့ပတ်သက်ရင်တို့ဖို့ဒီခမရ၄နိမ့်နေအခြေအနေနဲ့ပတ်သက်ရင်ဒီမှာရှိတဲ့တမောသားတွေအားလုံးအားလုံးကကျွန်တော်တို့တောင်ခန်းနေလာလို့ပါပဲကျွန်တော်တို့ပြင်းနေလိုက်ရင်တကယ်ဒီတောင်မြောင်လုံးနဲ့ဒီတောင်ခန်းကိုကျွန်တော်တော်တော်ပြင်းနေကြပါတယ်တောင်ခန်းတိတူကျွန်တော်တို့ခမရ၄နိမ့်နေကလည်းတောင်ခန်းတိတူပါပဲတကယ်ကိုကျွန်တော်ပြောင်ပြောင်တဲ့ဒီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်တမောသားတွေဖြစ်ပါတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေကသူကမိုးပြွတ်ထိန်းချုပ်တယ်ထိန်းချုပ်ပြီးတော့အဲ့မှာကျွန်တော်အုပ်စုရန်နေမှာမရှိတော့ဘူးဒီတည့်ရဲ့ AD ရလောက်မှာပဲရှိတော့တယ်အကြမ်းဖက်တမားတွေကဒီ2023ခုနှစ်ကနေပြီးတော့ကျွန်တော်တို့ဒီတကြောလုံးပေါ့2023ပြီးတော့24 24နှစ်ကောင်လောက်ကြီးတို့တောက်လျှောက်ကိုတိုက်တယ်တိုက်တယ်ဂျာထဲမှာတို့အင်အားစုနဲ့တိုက်တယ်အင်အားစုတိုက်တယ်တို့တော့လည်းပဲဒီ၄နှစ်နှစ်ကိုတို့တိုက်ပိုက်နိုင်ခြင်းမရှိဘူးမရှိရကကျွန်တော်ဒီတပ်မတော်က2025ခုနှစ်နှစ်ဆန်းပိုင်းလောက်မှာဒီတပ်မတော်နဲ့ဒီတပ်မတော်ရဲ့ဒီမဟာမိတ်တပ်ဖွဲ့တွေပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်ဒါလေးကပို့အိုးပြည်သူစစ်တပ်ဖွဲ့တွေကပူးပေါင်းပြီးတော့ပူးပေါင်းပြီးတော့ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းကနေတို့တောက်လျှောက်နေမြေရှင်းလို့တောက်လျှောက်လုပ်တယ်လက်ရှိတော့ကျွန်တော်မိုးပြင်းမြို့ရောက်နေပြီမိုးပြင်းမြို့ရောက်နေပြီအဲ့တော့ဒီမိုးပြင်းမြို့ကဘယ်လောက်ထိအရေးကြီးလဲဆိုရင်ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းတင်ငင်ကြီးတွေလည်းမိုးပြင်းမြို့ကအရေးကြီးတယ်ပြီးကျွန်တော်ကယားပြည်နယ်ရဲ့ကယားပြည်နယ်တနည်းအားဖြင့်ကယားပြည်နယ်မြို့တော်လွိုင်းကော်မြို့နဲ့ ုပ်ချုပ်ရေးတော့လည်းအရေးကြီးတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီလိုင်းကွန်နဲ့လိုင်းကွန်နဲ့ကျွန်တော်နေပြီးတော့လည်းချိတ်လို့ရတယ်။လိုင်းကွန်နဲ့တစ်ဖက်ကကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချိတ်လို့ရတယ်။မိုးပြေကမိုးပြေရဲ့အရေးပါမှုအလောက်ရေးပါတယ်။တစ်ဖက်မှာလည်းကျွန်တော်မိုးပြေမြို့ကဒီအကြက်ဖက်တည်းရဲ့ဒီရှေ့ရဲ့အခိုင်မာကာကင်းအဲ့ဒီကနေကြော်သွားမယ်ဆိုတော့ဒီအကြက်ဖက်တမိုင်းအတွက်ဒီတောက်လျှောက်ကျွန်တော်နေပြည်နယ်ဆုံးရှုံးနေတာဖြစ်တယ်။လက်ရှိဒီမိုးပြေမြို့ရဲ့အခြေအနေကစစ်သေးကြွားကရားပီကျဲဒီအဖွဲ့အတွက်လည်းကျွန်တော်အရေးကြီးတယ်လို့ပဲနောက်ထပ်အရေးကြီးတာကကျွန်တော်တက်မလို့အတွက်တနည်းအားဖြင့်ကျွန်တော်တို့ကရားပီနယ်မြို့တော်လိုင်းကွန်မြို့နယ်အုပ်ချုပ်ရေးအတွက်လည်းအရေးကြီးတယ်။လိုင်းကွန်မြို့ရဲ့ ြည်နယ်မျိုးရဲ့ကျွန်တော်တို့ပြည်နယ်ရဲ့အုပ်ချုပ်ရေးလည်းအရေးကြီးတယ်ထို့တူတူပါပဲကျွန်တော်ဒီမေပြည်တော်နဲ့ဆက်ဆက်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းဆက်ဆက်တဲ့နေပြည်တော်ပင်လောဖဲကုံမိုးပြောပေါ့ဗျအဲ့ဒီကြောလုံးနဲ့လည်းဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒီလုံချုံကြီးစေးရအရေးကြီးတယ်တစ်ဖက်မှာကျွန်တော်တို့ဒီရှမ်းပြည်တောင်ပိုင်းတို့လည်းလုံချုံကြီးစေးရအရေးကြီးတယ်အဲ့တော့နိုင်ငံတော်တွတ်တက်မတော်လည်းအရေးကြီးတယ်တနည်းအားဖြင့်ကျွန်တော်တို့နေပြည်တော်နဲ့နေပြည်တော်ကောင်စီနေပြည်တော်လည်းအရေးကြီးတယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့လည်းအရေးကြီးတယ်နောက်ဆုံးမှာတိတ်ကိုအရေးကြီးတာကကျွန်တော်တို့ဒီကြောက်ဆယ်ပြည်ပြည်လုံးမျိုးကြီးအရေးကြီးတာဒီနေရာကြီးอ่ะ ဒီရဲတဲ့ကိုအရေးကြီးနေတာအဲ့လက်ရှိတော့ကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေဆက်ဖြစ်တယ်တော့တမတော်ကတော့ဒီအကြမ်းသမားတွေရဲ့ကာကင်းတွေကိုတော့ချောက်ချောက်ရတယ်အဲ့အကြမ်းသမားတွေကသူကမိုးပြမြို့မှာသူကတနေ့လောက်သူကနေလိုက်ရတယ်တနေ့လောက်နေလိုက်ရတော့သူကဒီအဆောက်အဦတွေကြားထဲမှာဒီခန်းစစ်ကိုသူခိုင်းခိုင်းမှမလုပ်တော့ဘူး ဒန်စစ်ပေါ်ဆိုဘုံကုတ်ချင်းနဲ့ခန်းစစ်တွေတောက်ချောက်ချောက်ခိုင်းဆောင်ပါလို့တယ်ခိုင်းဆောင်ပါလို့တဲ့အခါကျတော့ဒီတပ်မတော်တိုက်တဲ့အခါမှာအချိန်တော့နည်းနည်းယူလိုက်ရတော့အချိန်ယူတော့တောက်ချောက်တော့လက်ရှိတော့ကျွန်တော်တို့ဒီကာကင်းတွေအများစုတော့တို့ရရတာလေလက်ရှိကျွန်တော်တိုက်ပွဲတွေကဖြစ်နေတယ်ဖြစ်တယ်တိုက်ပွဲတွေတောက်ချောက်ပြင်းထန်နေတယ်အဲ့တော့မိုးပြင်းကြိုးကိုတပ်မတော်ကရရှိသွားပြီဆိုရင်ကျွန်တော်တို့ဒါအရှမ်းမြတောင်ပိုင်းနဲ့ကရဘိုင်ကွန်မျိုးကဒါအကဲကဲမရှိချိန်ဆလို့ရသွားပြီအေးကျွန်တော်တို့ဒီပင်လောင်းဘက်ကနေပြီးတော့ကျွန်တော်တို့ဒီကရဘက်ဟိုဆင်းမဲ့လမ်းကြောင်းတွေအားလုံးကကျွန်တော်တို့အကဲကဲမရှိဒါတော်လို့လာရပါပြီအဲ့တော့ရှေ့အရေရကင်တော့ကကျွန်တော်တို့ဒီပိုးပိုးတိုင်းသားတွေကပိုးတိုင်းသားတွေကဒီကရပြည်နယ်မှာရှိတဲ့ကရတိုင်းသားတွေကို စစ်ဆောင်တဲ့တရားတိုင်းသားတွေကိုသူတို့ဒေသမှာထားပြီးတော့နေဖို့စားဖို့အကုန်လုံးကျမ်းမာရာစအကုန်လုံးထောက်ပါတယ်။အဲဒီလိုစစ်ဆောင်နေတဲ့အတူပါတက်ပြီးပါလာတာကစစ်သွေးကြောအုပ်စုတွေ၊ကရားစစ်သွေးကြောအုပ်စုတွေပြီးရင်ကျွန်တော်တို့ဒါပိုးစစ်သွေးကြောအုပ်စုတွေကပ်ပါလာတယ်။ကပ်ပါလာပြီးတော့နောက်ပိုင်းမှာသူတို့ဘာဆက်လုပ်လဲဆိုတော့ကျွန်တော်တို့ဒီစီတိုင်းကိုစီတိုင်းကိုသူတို့ဝင်တိုက်တယ်။အုပ်စုလိုက်ကျွန်တော်တို့ဒါရိတ်ခါလာဖို့လေရိတ်ခါဖြတ်တယ်ဆိုတော့ကျွန်တော်လက်နဲ့ခဲနဲ့တည်လာတယ်။နောက်ဆုံးကျွန်တော်စီတိုင်းပြီးကြာကြပါတယ်။ကြာကြသွားပြီးတော့နောက်ပိုင်းမှာကျွန်တော်တစားစားပြန်ရှင်းလိုက်ရနေတာပဲ။ ပြန်ရှင်းလိုက်ရတယ်ဒီလားကျွန်တော်လက်ရှိဒါရှက်မိတဲ့တောင်ပိုင်းတင်ကြီးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါပို့ပြည်သူစစ်တပ်ဖွဲ့ရဲ့ဆွမ်းဆောင်မှုကိုကျွန်တော်များစွာဂုဏ်ပြုပါတယ်အဲ့တော့ဒီတပ်ဖွဲ့ရဲ့ကျွန်တော်တို့ဒါဆွမ်းဆောင်မှုကလည်းကျွန်တော်တို့ဂုဏ်ယူနေရပါလေဖြစ်ပါတယ်အော်ဒီဒါကြောင့်ဒီအဖွဲ့တွေကြောင့်သာကျွန်တော်တို့တိုက်ပွဲတွေကဒီကြောက်ဆယ်လွန်ပြည်ဒီရောက်မလာတာလေစစ်မီးကကျွန်တော်စီတိုင်းတော့မှပဲရောက်လာတာလေဒီလိုကြီးအခြေအနေရောက်ဖြစ်ပါတယ်အဲ့တော့ဒီပို့ပြည်သူစစ်တပ်ဖွဲ့ကကျွန်တော်တို့အတွက်တကယ်ကိုကျွန်တော်တို့လုံလုံကြီးနဲ့ပတ်သက်ရင်ဒါခိုင်ခိုင်မာမာရှိတဲ့အဖွဲ့ကြီးလို့ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီတကယ်ကိုပြန်ချုပ်ချင်ပါတယ် ဒီတနေ့တော့ကျွန်တော်တို့ဒါတရားပြည်နယ်ရဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့တရားပြည်နယ်ဘိုင်ကုံမြို့နယ်ရဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့ဘိုင်ကုံမြို့ရဲ့တရားပြည်အုပ်ချုပ်ရေးရဲ့အရေးကြီးတဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့ကျွန်တော်တို့ဒါဘိုးပြပြို့တက်မတော်အရေးကြီးတဲ့နံပါတ်၁ကတော့ရှမ်းပြည်တော်ပိုင်းတင်ရေးအတွက်အရေးကြီးတယ်နံပါတ်၃ကတော့ကျွန်တော်တို့ဒါရှမ်းတော်နဲ့ဒီပြည်တော်နဲ့ချိတ်ဆက်ထားတဲ့လမ်းမိုက်တွေအရေးကြီးရဲ့မြို့ကြီးလက်ရှိတော့ကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့ဒီလိုတိုက်ပွဲပြင်းထန်တာကောင်းတယ်ဗျာ ဘာကြောင့်လဲဆိုတော့တိုက်ပွဲဖြစ်တဲ့ဆက်သဘောတက်မလို့ဒီနေရာအောင်ရောက်အောင်ယူမယ်ဆိုတဲ့သဘောပဲဒီနေရာအောင်ရောက်အောင်ယူမယ်ဆိုလို့ကျွန်တော်တိုက်ပွဲတွေကလိုအပ်တဲ့ကျွန်တော်လိုအပ်ထောက်လိုအပ်တဲ့ကျွန်တော်တို့ဒီစစ်စင်ကိုဆောင်တာရောက်အောင်ယူမယ်ဆိုတဲ့သဘောပဲအဲ့တော့ညမကြာမီကာလမှာကျွန်တော်တို့ဒီမိုးပြင်းမြို့ကတက်မလို့ရထိချုံမှုအောက်ကိုပြန်ပြီးရောက်ပါပါပြန်ပြီးရောက်တက်မလို့ထိချုံမှုအောက်ကိုရောက်ပါပြီဆိုတော့ကျွန်တော်တို့ဒီအနေနဲ့ရမှာရှိတဲ့မိုးပြင်းဒေသခံတွေမိမိနေရာကိုမိမိဒါပြန်လာနိုင်ပါလေဖြစ်ပါပဲ Thank you